္လာပါဗျာသတင်းသားဘောကဖတ်စရများအစီအစဉ်ဒုတိယပိုင်းကိုပြန်လည်စတင်တာဖြစ်ပါတယ်ကိုစမောင်ဟုတ်ကဲ့ပါအခုအဖုံးမှာတင်ထားတဲ့ဟာလေးတွေကျွန်တော်တစ်ချက်လောက်ဖတ်ပြပါအောင်ဗျာပြဿနာတွေအာအမှန်ဆုံးအနေနဲ့ဒီမီဇီမနေ့စဉ်သတင်းစာပါတယ်ပေါ့လေဒီရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်မှာရှိတဲ့ဒီဘင်္ဂါလီကျေးရွာတွေမီးလောင်ဆိုတော့ဒါမျက်နှာဘုံသတင်းပါဆိုတော့ဒါမတ်လ9ရက်နေ့ကလည်းဒူချီယာတန်းအလဲရွာမှာမီးလောင်ခဲ့တယ်ပေါ့လေအာဇက်တိုက်ဆိုးဆိုလို့မီးလောင်နေတာပေါ့လေအာဒီသတင်းကိုဒီမီဇီမသတင်းစာမျက်နှာဘုံမှာပေါ်ပြထားတာပါ ဒီနောက်တစ်ခုကတော့ဒီ weekly 11ပေါ့လေ weekly 11မှာပေါ်ပြထားတာကတော့ဒီဆယ်စုနှစ်နှစ်ခုတွန်းမှာတဲ့အစိုးရဆုံးတစ်ခုတ်ခွန်းနဲ့တစ်ပုတ်ခွန်းပေးခြင်းမှာအစိုးရတည်လက်ထက်မှာဖြစ်နေတယ်ပေါ့လေ၃နှစ်တွန်းမှာဆိုတန်ချိန်၅တန်းကျော်ခုတ်ခွန်းပေးခဲ့ပြီးတော့တန်ချိန်၃တန်းကျော်ဒီတင်ပုတ်ခွန်းပေးခဲ့တယ်ဆိုပြီးတော့ weekly 11ရဲ့မျက်နှာပုံမှာရေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုတော့နောက်တစ်ခုကတော့ဒီစန်တော်ချိန်ဒီနေ့စဉ်သတင်းဆောင်ပေါ့လေဒီသတင်းဆောင်ဆိုရင်ရှမ်းပြည်နယ်မှာမက်ကြီးဝင်းကလည်းလေတော်သူအလှမယ်ဖြစ်လာပါဘော ဟောလေတော်သူကနေအလှမဲ့အလှမဲ့ဖြစ်လာပါဘာဘယ်လိုဖြစ်လာလဲဆိုဒီခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့ဦးစားပေးရွေးချယ်တဲ့လေတော်သူအလှပြိုင်ပွဲပေါ့လေ2014 Miss မြန်မာပါတဲ့ဒီရှမ်းပြည်နယ်ကမကြည်ဝင်းကဒီပထမဆုံးရရှိသွားတယ်ပေါ့လေဒါဒီတင်းလေးကိုမျက်နှာပုံးတင်ထားတာပါဟုတ်ကဲ့ဒါဟို Miss People ကဒါမြို့သူမြို့သားတွေတွေမဟုတ်ဘူးပေါ့လေတော်သူဖြစ်နေတာပေါ့နော်ခန္ဓာကိုယ်ကြန့်ခိုင်မှုမဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ The Voice မှာဆိုလို့ရှိရင်ပါပါလဲဆိုရင် Hillary Clinton နဲ့ Laura Bush တို့ပေါ့နော်ဒေါ်ဆန်းစုကြည်အတွက် foundation ထောင်ပေးရဆိုတဲ့သတင်းလည်းတင်ထားတာတွေ့ရတယ်ဗျ။ ပြီးလို့ရှိရင်ဒီမှာ7 day daily ပေါ့နော်ဆိုမှဆိုရင်ဒီမှာအသက်80အရွယ်အမျိုးသားကြီးတူဦးတယ်ဂင်းနစ်မှတ်တမ်းဝင်နိုင်ရင်ထူးခြားစွမ်းဆောင်ရည်များပြတ်တာတဲ့ဘာလဲစွမ်းဆောင်ပြတ်သူကစွမ်းဆောင်ပြတ်တာအဲ့လိုမျိုးပေါ့ဗျာမျိုးစုံဒီစပင်နဲ့ဆွဲပြတာတို့ဘာလို့အဲ့လိုမျိုးသူကဂင်းနစ်မှတ်တမ်းဝင်နိုင်မှုအတော့ပေါ့နော်အဲ့တော့ तू ကစလုံးတိုင်းရင်းသားဗျသူ့နာမည်ကဘယ်လိုလဲဆိုဦးငိမ့်အောင်နဲ့ဦးငိမ့်အောင်က तू ဘာတွေပြတ်လဲဆိုတော့ဒီပြက်ွက်10ွက်ပြတ်တယ်တဲ့ကား3စီးကို ကျိုးသွယ်ပြီးတော့သူ့ရဲ့သဖင်နဲ့ချိန်ပြီးဆွဲတာအဲအဲ့ဒါတွေလည်းပြတယ်ဗျအသက်80ရှိပြီမဲ့ Guinness မှတ်တမ်းဝင်ကိုစ조사နေဆိုတဲ့တင်လေးပြတယ်ဗျအဲ့တော့ဒီမှာ Democracy Today မှာဆိုရင်သူကသမရဦးသိန်းစင်နဲ့ဒေါအောင်ဆန်းစုကြည်တို့နိုင်ငံအရေး၅ချိန်မြောက်တွဲဆုံဆွေးနွေးဆုလုပ်တဲ့ဟာကိုအဖုံးတင်ထားတာတွေ့ရတယ်အပြင် Flower News မှာဆိုရင်တော့ပြည်သူရွေးချယ်တင်မြောက်သောခေါင်းဆောင်အစိုးရပေါ်ပေါ်ရေးဆန္ဒပြတယ်ဆိုတာဒါအချက်ပုံမှာပါတယ်ဗောဗျအဲ့တော့ဒါကတော့အဖုံးတင်ထားတဲ့ဟာလေးတွေပါဟုတ်ကဲ့ ကိုယ်မပထမဆုံးအနေနဲ့ဗာမြားဖတ်ပြခြင်းလဲဗျပထမဆုံးအနေနဲ့ပေါ့ဒီ flower news မှာပါတဲ့ဒီကင်းပြင်းတဲ့အတွန်းပေါ့လေမွေးနေနေရေးလုပ်ငန်းများထိရောက်မှုမရှိဘူးမန်ကြီးမောင်ဆိုပေါ့လေဒီသတင်းပေါ့အာဒီသတင်းကဆိုရင်တော့ဒီကင်းပြင်းတဲ့မှာပေါ့လေမွေးစွာရောင်းဝယ်မှုတွေကိုအေးအေးမှုရှိပေနဲ့ထိရောက်မှုမရှိဘူးလို့ဒီ pro မန်ကြီးမောင်ကပြောတယ်ပေါ့လေအဲ့ဒီသတင်းအဲ့ဒီသတင်းလေးပါဒီမွေးစွာနဲ့ပတ်သက်လို့စကားတဲ့ထင့်ပြောတာကောင်းတယ်ပေါ့လေဘောက်လဲဆိုတော့ရမှာမရပဲပေါ့ကျွန်တော်တို့ကင်းရန်ယူရလဲစုံစမ်းစစ်ဆေးပြီးအေးအေးယူရတယ်ရှိတယ်လို့ pro မန်ကြီးမောင်ကပြောပါတယ် ောက်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအနေနဲ့လည်းမူရစ်ဆေးဝါးနှိမ်နင်းရေးကိုထိရောက်စွာလှုံ့ဆော်ခြင်းမရှိသည့်အပြင်လက်ပေးလက်ယူများရှိနေသည့်အတွက်အခုလိုနှိမ်နင်းရမှာခက်ခဲနေခြင်းဖြစ်တယ်လို့ဒေသခံတို့ကပြောတယ်ဆိုပြီးတော့သတင်းမှရေးထားပါတယ်။ဆိုတော့မြန်မာနိုင်ငံမှာအားတဲ့မူရစ်ဆေးဝါးထုတ်လုပ်သုံးဆွဲရမှာကွာမဒုတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်လျက်ရှိနေပြီးတော့ရှိတယ်ဆိုပြီးနိုင်ငံကပေါ်ပြနေပြီးတော့ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU, BG, F, DGBA နဲ့ KNU, KNLA ညီငယ်ကောင်စီတို့မှမွေးစေဝနိုင်နေရတဲ့အတွက်ပူပေါင်း သဘောကူညီမှုရထားကြောင်းလည်းရေးထားပါတယ်။တရှိချိန်မှာတော့မွေးစေဝါနေနေမှုလုံဆောင်ရမှာသတင်းရရှိပါကထပ်မံမလုံဆောင်ရတတိပေးပြီးတော့တားဆီးလို့မရပါကသက်ဆိုင်ရာကဆိုလွှဲပြောင်းပေးမဲ့ကြောင်း KNU ကအလီ PC ညဉ့်ဉန်းရေးကောင်စီက viewer မှုဗိုလ်မှူးတိုက်ကားကပြောပါတယ်ပေါ့လေ။ဆိုတော့ရေးထားပါတယ်။ဆိုတော့တယောက်နဲ့တယောက်သူ့ကိုခေါ်ပြီးတော့တယောက်ကြောင်းတယောက်ကြားရင်သူ့ကိုခေါ်ပြီးတော့နောက်မလုပ်ဖို့ဝန်ခံလက်မှတ်ထိုးခိုင်းတယ်။တော့ဒန်တက်တာတို့ဘာလို့လုပ်တယ်ဆက်လုပ်နေသေးရင်တော့ထောက်ထားခံလို့နာနဲ့ဖမ်းမယ်။ မိရင်ရဲလက်ကိုအပ်မယ်လို့ဒါပြောရဆိုပြီးတော့ flower new မှာရေးထားပါတယ်ဟုတ်ကဲ့ဗျဒီမှာကျွန်တော်ရှိမှာတော့ weekly 11ကဟာဗျအလုသမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနဲ့အလုသမားတရားရုံးပေါ်ပေါ်ရေးအတွက်네ပဲအသီးသီးမှအလုသမား200ကျော်ဆန္ဒဖော်ထုတ်တယ်ဆိုတဲ့သတင်းပါဗျသူကဥပဒေမဲ့အလုဖြုံမှုရက်တန်ရေးအလုသမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနဲ့အလုသမားတရားရုံးပေါ်ပေါ်ရေးတို့အတွက်네ပဲအသီးသီးမှရှိတဲ့အလုသမား200ဝန်းကျင်ခန့်ကမတ်လ9ရက်နနက်9နာရီနဲ့17နာရီအထိပေါ့ဗျာ ရန်ကုန်မြို့မဟာဗန္ဓုလပန်းကျင်ရှိမှာဆန္ဒဖော်ထုတ်ခဲ့ကြတယ်ပေါ့။လှိုင်းတာယာရွှေပြည်သာမြို့နယ်တို့မှာရှိတဲ့စက်မှုဆောင်များကအခြေခံအလုံသမားအဖွဲ့အစည်းများတက္ကသိုလ်ဆရာဆရာမများတမကအဖွဲ့အစည်းများစတဲ့နေပဲအသီးသီးကအလုံသမား200လောက်200လောက်ကပေါ့ဗျာ။အလုံသမားများအားဥပဒေမဲ့အလုတ်ဖြုတ်မှုရပ်တန့်ရေးအလုံသမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနဲ့အလုံသမားအဖွဲ့အစည်းဖြုတ်ခွဲမှုရပ်တန့်ရေးအလုံသမားတရားရုံးပေါ်ပေါ်ရေးနဲ့ဥပဒေမဲ့အလုတ်ဖြုတ်သည့်အလုတ်ရှင်များအလိုမရှိစာရမ်းများကိုကင်ပြီးတော့ မာဘလူနာပန်းညံကိုလှည့်လည်ပြီးတော့ဆန္ဒဖော်ထုတ်ခဲ့ကြတယ်ပေါ့ဗျာအဲ့တော့လူသမားတွေလည်းလူသမားအခွင့်အရေးတွေအတွက်ဒါဆန္ဒပြနေကြတယ်ပေါ့โอเคကျွန်တော်ဒီဖတ်ပြနေတဲ့နောက်တစ်ပုဒ်ကတော့ဒီမီဇီမာမှာပေါ့မီဇီမာသတင်းစာပါတယ်ဒီပို့ပြီနေတီးကြချမှတ်ပေးရန်တောင်းဆိုမိပေါ့လေဒါသတင်းရဲ့ခေါင်းစဉ်ပေါ့လေဆိုအဲ့မှာဆိုဘာရေးထားလဲဆိုတော့ဒီပို့တိုင်းရင်းသားတွေအားတဲ့တီးကြလွတ်လပ်တဲ့တိုင်းရင်းသားဖြစ်တဲ့အတွက်တီးကြပြီနေချမှတ်ပေးရန်တောင်းဆိုသွားမယ်ဖြစ်ကြောင်းနဲ့ PNU အသွင်ပြောင်း ပြည်သူစစ်ဌာနအထူးဒေသ6ကကိုကေရဲမူဥခွန်လာကမတ်လ9ရက်နေ့ကမိစိမကိုပြောတယ်ဆိုပြီးရေးထားပါတယ်ဒီရန်ကုန်မြို့တောင်ဝင်းနင်းစီမှာဒီပြုတ်လုတဲ့ဒင်းစာရှင်းတဲ့ဘက်မှာပြောသွားတာပါဒီကျွန်တော်တို့ဟာတဲ့တီးကြားလွတ်လပ်တဲ့တိုင်းရင်းသားဖြစ်တယ်ဆိုတာကိုအစိုးရကအတိမတ်ပြုတယ်ဆိုတာအတိမတ်ပြုပေးဖို့အရင်ဆုံးစ조사ပြီးတော့တီးကြားပြည်နယ်ပေးဖို့တောင်းဆိုမှာပါလို့ဥခွန်လာကပြောထားပါတယ်ဒီလက်ရှိမှာဆိုရင်ဒီပိုးတိုင်းရင်းသားတွေဟာဒီရှမ်းပြည်တောင်ပိုင်းနောက်ပြီးတော့ကယားပြည်နယ်မွန်ပြည်နယ်ကချင်ပြည်နယ်ရန်ကုန်တိုင်းနဲ့အေရောက်တိုင်းဒေသကြီးမှာ ဒီပြက်နက်ပြီးနေထိုင်နေကြရတယ်ပေါ့ဆိုတော့ပို့တိုင်းရင်းသားစာပေကိုလည်းဒီနေရာဒီចောင်းပေးရတဲ့ဒီမှာជីရွာလိုက်တင်ချားပို့ချလာနေရှိနေတယ်ပေါ့ဆိုတော့တင်းစားရှင်းနေမှာဆိုရင်ဒီတကောင်စင်းကောက်ယူမှုဥပဒေအခန်းတက်ဒီအပိုက်ငါမှာပါတဲ့ကချင်းကရားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းလူမျိုးများနဲ့ရင်းလူမျိုးတို့ဤမျိုးနွယ်စုအစားကြံတိုင်းရင်းသားများနဲ့ရင်းတို့ဤမျိုးနွယ်စုများကိုပြည့်စုံပြည့်စွဲရန်တောင်းဆိုလိုက်တယ်တဲ့လက်ရှိတကောင်စင်းမှာတော့ဒီပို့တိုင်းရင်းသားတွေကိုရှမ်းလူမျိုးကုတ်နံပါတ်၈၀၀အောက်မှာရှမ်းမျိုးနွယ်စုတစ်ခုအဖြစ်ကုတ်နံပါတ် 126ဖြစ်ထည့်သွင်းထားတယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ဗျ။ဒီမှာလူသမားနဲ့ဆိုင်တဲ့ဟာပဲကျွန်တော်ကသတင်းနဲ့ဆက်ဆက်လို့ပေါ့ဗျ။ဒါကတော့ Flower News ဒီသတင်းမှာရေးထားတာပါ။အ ਨੇ ဆုံးလောက်ခလာစာမတတ်မနိုင်သေးတည်းများတဲ့။လောက်အားကောင်းပုံဖြတ်ခံနေရအောင်မီလို့ဆိုတယ်။မြန်မာနိုင်ငံအတွင်းနဲ့လူသမားများနဲ့အလို့ရှင်များအတွက်အ ਨੇ ဆုံးလောက်ခလာစာမတတ်မနိုင်သေးသမျှကာလပတ်လုံးအလို့ရှင်တို့ရဲ့ခေါင်းပုံဖြတ်မှုများဆက်လက်ဖြစ်ပေါ်နေပြီးဦးမီဖြစ်ကြောင်း မြန်မာနိုင်ငံအလုံသမားတမကများအဖွဲ့ချုပ်ယာယီကနေပြီးတုံးသက်ထားတယ်။အ ਨੇ ဆုံးအခကျင်းငွေဥပဒေမရမချင်းတဲ့။အလုံသမားတွေဒုက္ခရောက်နေဦးမှာပဲတဲ့။ဆန္ဒပြကြတာအများစုကလောက်ခနဲလို့လောက်ခတိုးတောင်းကြတာတဲ့။မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေကအလုံသမားတွေကိုငွေဝယ်ကြိုးလို့သဘောထားတယ်တဲ့။လောက်ခလဆာမင်းရင်လည်းမကြိုက်ကြဘူးတဲ့။ဥပဒေသာထွက်လာရင်တဲ့လောက်ခလဆာတွေကိုလိန်လို့မရတော့ဘူးလို့ဒီ MTUF ပေါ့နော်။အဲ့ဒီအဖွဲ့ကဘိုလ်လုံးမှုဆောင်ဦးဦးနော်အောင်ကပြောတယ်။ MTUF ဆိုတာကဒီမြန်မာနိုင်ငံအလို့သမားများတက်မကများအဖွဲ့ချုပ်ဖြာကြီးပေါ့နော်မြန်မာနိုင်ငံကြီးလုပ်ငန်းရှင်များအနေဖြင့်ねနိုင်ငံသားယင်းနှိမ့်နယ်မှုလုပ်ငန်းများဝင်ရောက်တော့မည်ဖြစ်၍လမ်းစာနှိမ်ပေးလိုသည့်စိတ်ထားများကိုပြုပြင်ပြောင်းလဲရလိုအပ်ကြောင်းထို့သောမပြောင်းလဲပါကနိုင်ငံတကာလုပ်ငန်းရှင်များနှင့်ရှင်းပြရတွင်ရှုံးနေရပွဲရှိကြောင်းလုပ်သားများ၏တန်ဖိုးကိုအလေးမထားခြင်းကြောင့်လဲကျွမ်းကျင်လုပ်သားများကိုဆုံးရှုံးသွားရပွဲရှိကြောင်းစီးပွားရေးပညာရှင်များကတုံ့တက်ထားတယ်လက်ရှိတွင်အ ਨੇ စုံအခကျင်းဝင်ဥပဒေရေးဆွဲနိုင်ရေးအတွက် သုတေသနအဖွဲ့ကိုအမျိုးသားကော်မတီအဖွဲ့ဖွဲ့စည်းနေဖွဲ့စည်းပြီးတော့ဆောင်ရွက်နေကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီး၌လည်းသုတေသနအဖွဲ့များဖွဲ့စည်းနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်းကိုလည်းသိရတယ်။ကိုသမိုင်းနဲ့ပတ်သက်တဲ့တဲ့ဟုတ်ကဲ့အဲ့တော့ကိုသမိုင်းရင်ကျွန်တော်တို့ရဲ့ဒီသတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ရလဲအချိန်ရနှောင်းလာပြီဆိုတော့နောက်ဆုံးအနေနဲ့ကာတွန်းတစ်ခွက်နဲ့ပိတ်ချင်တယ်လားအကာတွန်းနဲ့ဗျာဒီမှာတွေ့တဲ့အတိုင်းပဲထိုင်နေကြတာပေါ့ဗျာမိသားစုတွေထိုင်နေတော့ညီးတာပေါ့မဆက်လာခင်မှာဆင်းရဲခဲ့တယ် ဟိုအစိုးရခင်မှာနယ်လမ်းမထူနိုင်ပဲဒီမိုကရေစီခေတ်ရောက်မှာလမ်းဘေးနေလမ်းဘေးအိတ်လမ်းဘေးစားဘဝကိုရောက်သွားပြီဆိုတော့ဒါကတော့တော့မောင်ရွှေဝင်းနေဗျကျူကျော်ရီအိမ်ဖြက်ခံရတဲ့ကိစ္စတွေပါပဲဗောနော်အဲ့ဒါလေးကိုဒီရောင်ပြန်ဟက်တဲ့ကာတွန်းတပုတ်လို့ဆိုရမလားမသိဘူးဗောလေဟုတ်ကဲ့ဗျဒီနေ့သတင်းစာဘဝဖတ်စီရများအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်ကြည့်ရှုတဲ့လူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်